အားလုံးမင်္ဂလာပါရေဝရှမ်းလီမှာအပြန်လဲကျေးဇူးလိုက်ပါတယ်ဒီနေ့2025ခုနှစ်ရဲ့မတ်လ10ရက်နေ့အမျိုးသမီးများနေ့ဖြစ်ပါတယ်ဆိုတော့ဒီနေ့သတင်းတွေကိုမပြဝေခင်ပါကျွန်တော်တို့အမျိုးသမီးတူကြီးတစ်ခုလုံးကိုလေဇာတံပိုးထားလျက်ရှိပါကြောင်းဒီနေရာနဲ့နေပြီးတော့လေဇာကြောချအပ်ပါတယ်အထူးသဖြင့်တော်လန်သောလူငယ်အမျိုးသမီးတွေတူးချင်းစီတိုင်းကိုတံပိုးထားမိပါတယ် တို့ဟာကျွန်တော်တို့အမျိုးသားတွေနဲ့ဒန်းတူကျွန်တော်တို့နဲ့အတူတူတကယ်ကိုခက်ခဲချမ်းတမ်းတဲ့စစ်ပညာတွေကိုသင်ကြားခဲ့ကြတယ်ပြီးတော့တို့နဲ့လုံးလုံးမမအပ်စက်တဲ့နေရာတွေမှာတို့နေထိုင်ကြစားရင်းနဲ့နောက်ဆုံးမှကျွန်တော်တို့နဲ့အတူတူ ရှေ့စစ်မျက်နှာပြင်အထိအကြမ်းဖက်အာနာယူအုပ်စု တိုက်ပွဲတွေအတွင်းထိပါဝင်ပေးနေတယ် ကျွန်တော်တို့ရဲ့တော်လန်သောအမျိုးသမီးရဲမေတွေကိုတလေးတစားဂုံပြုတ်အပ်ပါလေဥညော့အလေးပြုလျက်ပါခေဆက်ဆက်ကပေးဆက်ခဲ့တဲ့ကျွန်တော်တို့ရဲ့အမျိုးသမီးတွေကိုတွက်လဲကျွန်တော်ဒီကနေပြီးတော့အာဇန်နီအမျိုးသမီးရဲမေများအတွက်တလေးတစားဂုံပြုတ်မှတ်တမ်းတင်အပ်ပါလေဒါအပြင်ကျွန်တော်တကမာလုံးမှရှိနေတဲ့ကျွန်တော်တို့ရဲ့အမိအဖတွေကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေ ကျွန်တော်တို့ရဲ့တော်လန်တော့အမျိုးသမီးတူးချင်းစီတိုင်းကိုလည်းတံပိုးထားလေးစားလျက်ရှိပါကြောင်းကိုဥစွာတင်ပြရှင်းတယ်ဒီကနေ့ရဲ့သတင်းကောင်းစဉ်ကတော့ရန်ကုန်မှာရှိတဲ့ hip hop တွေခွေးဖြစ်မဲ့အကြောင်းတွေကိုကျွန်တော်ရဲ့မိဘတွေကိုအသိပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ဒီကနေ့ပြောမယ့်ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိဘတွေ ရုပ်တံဖိုင်တစ်ခုလည်းအတူတူကြည့်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာထူးခြားမှုတွေအများကြီးရှိနေတဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင့်ရင်ကြည့်ချင်ဘူးကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တူးချင်းစီတိုင်းကိုလေစာဖိတ်ခေါ်လိုက်ပါတယ်။အစရောလေအစရောအရသာအရသာရလာလေ ရလာရလာလေပမာဦးစွာဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးသွားပြီဆိုရင်ဒီဗီဒီယိုဖိုင်လေးမှာអော်နေတဲ့အတန်ကိုကြားရမှာဖြစ်တယ်ဒီအတန်ဟာ ခွေးတွေလိုဥခိုင်းအော်ခိုင်းနေတဲ့အတန်ပါအဲ့ဒီမြေကြီးပေါ်မှာခွေးလို၄ဘက်ထောက်အချို့ကြတော့၄ဘက်တောင် မထောက်နိုင်ပဲနဲ့ဖင်တရုတ်ဆွဲအချို့ကြတော့ဖင်လက်တရုတ်မဆွဲနိုင်၄ဘက်တောင်မထောက်နိုင်တဲ့ငစနူကောင်တွေကိုဝင်းရမှောက်ပြီးတော့တွားခိုင်းပါဇက်ကလည်းအဆက်မပြတ်အော်ခိုင်းခံရတဲ့ကောင်တွေကစီးရီးယားမှာအာနာရှင် အာဆက်ကိုသစ္စာခံပြီးတော့လှုပ်ရှားခဲ့တဲ့အာနာယူနဲ့ပေါင်းခဲ့တဲ့သူတွေဖြစ်ပါတယ်ဟုတ်ပါတယ်သူတို့ကိုလက်ရှိအချိန်မှာပေါ်ထုတ်ဖန်းစီပြီးတော့လမ်းမပေါ်မှာခွေးလိုဥခိုင်းနေတာဖြစ်ပါတယ်ပါစေခွေးတက်ကိုသစ္စာခံနေတဲ့ကောင်တွေဒီ view fine ကိုတေချာစွာကြည်ထားပါ ီလိုမျိုးဖြစ်ဆိုးတွေနဲ့တေချာပေါက်ကြုံတွေ့ရမှာဖြစ်တယ်။ဓာတ်တွေကိုရင်ဆိုင်နိုင်ဖို့အခုတည်းကကြိုတင်ပြင်ဆင်ဖို့ပထမအတိပေးလိုတယ်။ဟုတ်ပြီ။လက်ရှိ DVD ဖိုင်ကိုကြည့်ပြီးသွားရင်အခုချိန်ထိအချက်မဖတ်စစ်ခွေးစီမှာသစ္စာခံနေတဲ့ ဟိုမြောက်ဒီမြောက်ငတ်စနူကောင်တွေကတော့ဖြစ်မလာပါဘူးကွာလို့သူတို့တွေစင်ကြီးပေးကောင်းလဲပေးနိုင်ပါတယ်ဒီလိုလဲတွေးနိုင်ပါတယ်ဟုတ်ပြီကျွန်တော်နိုင်ငံတွေမှာနှစ်ပေါင်းများစွာကျွန်တော်တို့ရဲ့ပြည်သူရဲ့ငွေကို unlimited သုံးဆွဲပြီးတော့ကမ္ဘာအဆင့် standard army ပါဆိုတဲ့ကောင်တွေကိုကျွန်တော်တို့တော်လန်သောပြည်သူလူထုနဲ့ကျွန်တော်တို့လူငယ်တွေလက်နက်မဲ့ လက်လုံးတနတ်လေးတွေနဲ့တူမီလေးတွေနဲ့လေးခွာလေးတွေနဲ့စပြီးတော့ခြေမုံတိုက်ခိုက်ခဲ့တဲ့တော်လှန်သောနေ့အစကိုသတိရလိုက်။ဒါဆိုရင်တော့ဖြစ်လာနိုင်လားမဖြစ်လာနိုင်ဘူးလားဆိုတဲ့အဖြေကိုသိချပေါ့တွေ့ရမှာဖြစ်တယ်။ဒီနေ့ကျွန်တော်တင်ပြမယ့်အကြောင်းအရာတွေကချင်းချောင်းမဲ့စကားတွေမဟုတ်ပါဘူး။အကျန်းဖတ်မဲ့အတုံးနှုံးတွေပြောဆိုနေခြင်းမဟုတ်ပါဘူး။တကယ်ဖြစ်လာမဲ့အကြောင်းအရာတွေကို ကျွန်တော်တက်တည်နေတကွာတင်ပြနေခြင်းဖြစ်တယ်ကျွန်တော်တို့ Syriac Arna Shin တွေသူတို့နိုင်ငံကိုအုပ်ချုပ်ခွင့်ရလိုက်တဲ့အချိန်မှာအဲ့ဒီ Arna Shin တွေ ਨੇ နီးမျိုးစုံ ပတ်သက်အဲ့ဒီအာနာရှင်တွေနဲ့ဤမျိုးစုံစီးပွားရေးတို့အဲ့ဒီအာနာရှင်တွေနဲ့ဤမျိုးစုံပါဝင်ခဲ့တဲ့သူတွေပေါ်ထုတ်ဖန်းစီပြီးတော့အခုလိုမျိုးလမ်းမပေါ်မှာခွေးလို့ ဆက်ဆန့်ခံရတဲ့အဖြစ်နဲ့ထိုက်တန်လားမထိုက်တန်လားဆိုတာကိုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအိုးချင်းစီတိုင်းဆုံးဖြတ်မြစ်ပြရမှာဖြစ်တယ်ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာလည်းနှစ်ပေါင်းများစွာ အာနာရှင်နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ရဲ့ပြည်သူစီကတပြားတစ်ချက်ပါမကြံ့ နီးမျိုးစုံနဲ့ဂုံသွေးစုပ်ခဲ့တဲ့အာနာရှင်လက်ပါစီကျွန်တပေါက်တစ္ဆာခံနေတဲ့အယုတ်ကိုက်နေတဲ့ငတ်စတုန်ကောင်အကုန်လုံးဟာအဲ့လိုအဖြစ်ဆိုးမျိုးထပ်ပို့ပြီးတော့ကြုံရမှာမူချမလွဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့တော်လန်ရေးစတင်ခဲ့တဲ့အချိန်နဲ့လဲကျွန်တော်ခိုင်နိုင်ပြောဆိုခဲ့ပြီးပြီကျွန်တော်တို့မှလက်နက်မရှိဘူးเนาะ ကျွန်တော်သင်တန်းစတတ်တဲ့ဒါကရင်သင်တန်းတစ်ခုအဲ့ဒီသင်တန်းပြီးတော့နောက်ထပ်ကျွန်တော် PDF သင်တန်းတစ်ခုတက်တဲ့အချိန်မှာနေရာရွှေ့ရတာပေါ့ဗျာနေရာရွှေ့ရတော့ကျွန်တော်ခါးကြားမှလေးဝါလေးပါပါတယ်ကျွန်တော်ရဲ့မိဘကဆိုတော့အဲ့ဒီဓာတ်ပုံလေးကိုလည်းကျွန်တော်ရဲ့ဒါ Telegram မှာကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ပြသခဲ့ဘူးပါတယ်ကျွန်တော်ရဲ့ဗီဒီယိုနဲ့ကျွန်တော်ရဲ့ Telegram ကကျွန်တော်ရဲ့မိသားစုတွေဆိုရင်အမှတ်ရအောင်မထင်ပါနဲ့ရေဝရှင်လေးခါးကြားမှလေးဝါလေးချိတ်လို့ အနောက်မှာစစ်ကြောပိုးအိတ်ကိုလွယ်ထုတ်ကြီးရလဲအကြီးကြီးစစ်ဖနက်ကိုစီးပြီးတော့တောင်တွေတထောင်ပြီးတထောင်ဖြတ်ခဲရတဲ့ခยีချမ်းအဲ့ဒီခยีချမ်းမှာလဲကျွန်တော်တို့အမျိုးသမီးတွေအများကြီးပါတယ်အမျိုးသမီးငယ်လေးတွေအမျိုးသမီးလူလက်ပိုင်းတွေအမျိုးသမီးကြီးတွေပါလိုက်ပါလာကြတာမနက်6နာရီတည်းကစပြီးတော့တထောင်ပေါ်တထောင်တက် မိုးကလည်းရွာရှုံကလည်းဒူးညုံနေတဲ့အခြေအနေမှာမငီးမညူဘဲနဲ့ကျွန်တော်တို့ရဲ့အမျိုးသမီးတွေကျွန်တော်တို့ရဲ့တင်နန်းကွင်အထိလိုက်ပါပြီးတော့စေးတင်နန်းကိုတက်ရောက်ခဲ့သလိုကျမကြီးကုဒ္ဒါဆောင်းဆောင်မှုတွေကိုလည်းပူပေါင်းဆောင်ရွက်ခဲ့သလိုကျွန်တော်တို့တင်နန်းတက်နေတဲ့အချိန်မှာကျွန်တော်တို့ကိုအကောင်းမွန်ဆုံးချက်ပြုတ်ကျွေးမွေးခဲ့တဲ့ကျွန်တော်တို့ရဲ့အမျိုးသမီးဒူကြီးကိုဒီနေ့တော်တော်လေးကို ်ဂျေစုတင်အမတ်ရလျက်ရှိပါတယ်ကျွန်တော်အမျိုးသမီးတို့ကြီးတောင်းကြည့်တယ်ကျွန်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ဒါတကွာလုံးမှာရှိတဲ့ကျွန်တော်ရဲ့အမေတွေကျွန်တော်တို့ရဲ့အတော်တွေကျွန်တော်တို့ရဲ့အန်တီတွေကျွန်တော်တို့ရဲ့အမတွေကျွန်တော်တို့ရဲ့ညီမလေးတွေတူးချင်းစီတိုင်းလေကျွန်တော်တို့တော်လန်ရှေးမှာခန်းနာတဲ့တမိုင်းကိုစီကိုရေးထိုးနေတဲ့အမျော်မြင်ရှိသောဉာဏ်ပညာပြေဝသော ချက်ချင်းတရားပြည့်စုံနေတဲ့ကျွန်တော်တို့ရဲ့အမျိုးသမီးများဖြစ်ပါတယ်ဟုတ်ပြီအခုလက်ရှိကျွန်တော်တို့နိုင်ငံအတွင်းထဲမှာတကယ်ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကျွန်တော်ဒီကနေ့တင်ပြခဲ့တဲ့ video file နဲ့ဆက်ဆက်ပြီးတော့နောက်ထပ်မြင်တွေ့ရမှာကရန်ကုန်မှာ hip hop ပွဲတွေစီစဉ်နေတဲ့အကြောင်းတွေ အဲ့ဒီပွဲတွေရဲ့နောက်ကင်ကကျိုးကင်နေတဲ့ကောင်ပြီးတော့အဲ့ဒီဟေော့ပွဲတွေမှပါဝင်စင်တွေနေတဲ့ဟေော့ရပါတွေကျွန်တော်အတိပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အတိမပေးခင်မှာပဲသတိပေးထုတ်ပြန်ချက်ကိုကျွန်တော်တို့ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်းသတိပေးပြီးသားဖြစ်ပါတယ်ဟုတ်ပြီဟေဟော့ဆိုတာကကျွန်တော်တို့ဒါအမှုပညာတစ်ခုပါ ဆိုတော့ဒီအနုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒါအနုပညာတကယ်အနုပညာရှင် hip hop လူငယ်တွေကိုကျွန်တော်အကုန်လုံးကိုခြုံငုံပြီးပြောနေတာမဟုတ်ဘဲနဲ့အာနာရှင်အုပ်စုနဲ့ပေါင်းနေတဲ့ hip hop rapper ဆိုတဲ့ကောင်တွေကိုဒီကနေ့ကျွန်တော်ပြသစွာအတိပေးလိုပါတယ်အဲ့ဒါကတော့ Rango hip hop 25နှစ်ပြည့် hip hop ဂီတဖျော်ဖြေပွဲကြီးကျင်းပခဲ့ပါတယ် ဆိုတော့ဒီ IDA ဖြောင်းဝေးပွဲနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့သတင်းတွေရရှိခဲ့ပြီးပါပြီဆိုတော့ကျွန်တော်တို့တော်လန်သောဓမ္မဘတ်တော်သားတွေအနေနဲ့ဒီလိုမျိုးပွဲမျိုးမှကျွန်တော်တို့ပါဝင်ပတ်သက်တာနည်းပါတယ်ဆိုတော့ယသပြည်သူအများဆုံးလာရောက်တဲ့ပွဲတွေကိုကျွန်တော်တို့ရှောင်ကျင်ခဲ့တယ်ဆိုတာကိုကျွန်တော်ရဲ့ဒါမိဘပြည်သူတွေအားလုံးသိရှိခဲ့ပြီးဖြစ်ပါတယ်တခါတည်းမှာကျွန်တော်တို့လုံဆောင်ရမယ့် ကိစ္စတွေတောင်မှကျွန်တော်တို့ရဲ့ရတပ်ပြည်သူတွေရှိနေလို့ကျွန်တော်တို့နော့ဆုပ်ပေးလိုက်ရတဲ့ mission တွေအများပြားရှိခဲ့ကြောင်းကိုလည်းကျွန်တော်ဗီဒီယိုတင်ပြတိုင်းမှာကျွန်တော်မိဘတွေကိုအတိပေးခဲ့ပြီးဖြစ်ပြီးဟုတ်ပြီရန်ကုန်မှာ hip hop ဂီတဖျော်ဖြေပွဲကြီး25နှစ်ပြည့်ကျင်းပခဲ့တဲ့ဆိုတော့အဲ့ဒီပွဲရဲ့ season 2အကြောင်းမပြောခင် hip hop 25နှစ်ပြည့်ပွဲလား ခွေးလုံးလုံးဖြစ်သွားတဲ့25နှစ်ပြည့်ပွဲလာဆိုတာကိုကျွန်တော်ရဲ့ view ကိုကြည့်နေတဲ့ rango မှာရှိတော့ hip hop rapper တွေကိုကကိုမိကုံးထုတ်ကံဖြစ်တယ်ပြည်သူကိုတင်ပြနေတဲ့ပြည်သူကိုတိဆက်နေတဲ့ကိုရဲ့အမှုပညာဘယ်နေရာဘယ်အဆင့်ဘယ်အတန်းစားမှာရှိနေတာလဲဆိုတာကိုလည်းသိဖို့လိုပါတယ်အမှုပညာရှင်မှန်သမျှကျွန်တော်တို့ပြည်သူနဲ့လည်းမကင်းမအောင် ဟုတ်ပြီအဲ့ဒီဟိတော့ကိတဖပိပွဲကြီးကိုစစ်ခွေးတွဲဘက်တွင်ရင်ဘူးစာယာဖအရာရှိကျုံဘိုကျုံကြီးရဲဝင်းဦးရဲ့တာထက်ရဲနောင်ကဥဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့တက်ရောက်ခဲ့တဲ့ရပါတွေဟာမသိလို့မဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်မိဘတွေကိုပထမဦးစွာပြောကြားလို့ရတယ်။အဲ့ဒီပွဲမတိုင်ခင်မှာတဲကသူတို့တွေဟာအဲ့ဒီ ဘိုးချုပ်ကြီးဆိုင်အဖအရာရှိဆိုတဲ့ခွေးသားရဲဝင်ဦးဒီကောင်ရဲ့ခွေးပေါ်ထက်ရဲနောင်နဲ့အရက်ဘားတွေမှာ KTP မှာ restaurant တွေမှာ entertainment တွေမှာအတူတူပေါင်းသင်စားတော့နေထိုင်တာကိုကျွန်တော်တို့သက်သေနေတကွာတွေးရှိခဲ့ပြီးဖြစ်ပါတယ်ပြောချင်တာကတော့ကျွန်တော်မသိလိုက်လို့သားလိုက်ပါတယ်ဆိုတာမျိုးဖြစ်မှာစိုးလို့ ကျွန်တော်တို့ဒေါ်လာအင်းကာလာမှာကျွန်တော်တို့အားလုံးကို အမှားအမှန်မြင်တွေ့နေရပါတယ်အစိုးအကောင်ပဲပြစွာမြင်တွေ့နေရပါတယ်အစ်စ်အမှန်တွေကိုတကယ့်ကို ကျွန်တော်တို့မြင်တွေ့နေရတာမဟုတ်ကျွန်တော်တို့တော်လှန်ရေးတန်ပါတယ်ဟုတ်ပြီသူတို့တွေအခုလိုမျိုးတိတိကြီးနဲ့အချမ်းမဲ့ဖက်စစ်ခွေးတက်ကနေပြီးတော့လက်ရှိသူတို့အုတ်ချုပ်နေတဲ့နေရာမှာဒါ ပွဲလန်းသပိန်တွေကိုမကြာခဏသူတို့ရဲ့အာနာရှင်နဲ့ပတ်သက်ပြီးတော့အနွေအပွားတွေရဲ့လပားစီဒီလိုပွဲတွေစီစဉ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ရေးကြီးတဲ့အချိန်တွေရောက်တဲ့အချိန်တိုင်းမှာလည်းပဲအခုလိုမျိုးပွဲတွေကိုမြင်တွေ့ရပါတယ်ဆိုတော့ဒီပွဲတွေမှာပါဝင်ပတ်သက်ခဲ့တဲ့သူတွေဟာအကြံပတ်ဖတ်စစ်ခွေးတက် ကိုသစ္စာခံနေတဲ့ခွေးသားဒေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခွေးနဲ့သုံးနှုံးနေခြင်းကရိုင်းပြတဲ့အသုံးအနှုံးအနေနဲ့ကျွန်တော်ရမိပါတယ်မမြင်စီခြင်းမဟုတ်ဘူးရှီးရီးယားမှာအာနာရှင်အာဆက်ကိုသစ္စာခံခဲ့တဲ့ကောင်းတွေကိုပြည်သူတွေရဲ့အရှိမပြည်သူတွေပိုင်တဲ့လမ်းမထက်ပါပဲခွေးလိုဥခိုင်းပြီးတော့ခွေးလိုတွားခဲ့ခိုင်းတဲ့ video fine net ျွန်တော်ကရှင်တွဲပြီးတော့တင်ပြခဲ့တာကြောင့်ခွေးဆိုတဲ့အတုံးလုံးကိုတုံးလုံးနေချင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီမှာပါလာတဲ့သူတွေဟာလက်ရှိဟင်ဟော့ပါဆိုတဲ့ကောင်းတွေဆိုတော့ဒီလိုပွဲတစ်ခုတည်းမဟုတ်ဖ ೇನೆ အခြားသောဟင်ဟော့တာလူငယ်တွေကိုတမွေးထုတ်ပေးတဲ့ရောင်ရောင်ပြီးတော့ဟင်ဟော့ကွန်ဆတ်တွေကိုဖန်တီးပေးတဲ့ရောင်ရောင်နဲ့ ျွန်တော်တို့နိုင်ငံတွင်းထဲမှာရှိတဲ့အာနာရှင်တွေဟာပုံစံမျိုးစုံနဲ့ကျွန်တော်တို့နိုင်ငံကိုအခုလိုမျိုးပဲဝါဒမှိုင်းတွေတည်သွင်းခဲ့တာကျွန်တော်တို့အားလုံးသိရှိခဲ့ပြီးပါပြီဒီဝါဒမှိုင်းမှန်းလဲဒီကောင်တွေသိတယ်ကျွန်တော်ရင်မိပါမသိစရာအကြောင်းမရှိဘူးအချို့တော့ကောင်တွေကကျွန်တော်တို့လူဟုတော်လန်ရေဆနာပြခဲ့ဇင်တော့ကပါလာခဲ့တဲ့ကောင်ယုံမိတွေတောင်းကျွန်တော်တို့ပြန်တွေ့နေရတယ်သမီးငတ်ရင် တောင်းစားတောင်းစားမယ်ဆိုရင်ပြည်သူစီမှာတော့တောင်းစားလို့ရမှာမဟုတ်တော့ဘူးဆိုတော့ကိုယ့်အချင်းကြီးကိုပြန်စဉ်းစားကိုယ့်အဆင့်တန်းကို ကိုပြန်ပြီးတော့တတ်မှတ်နေတာကိုကျွန်တော်တို့ဒီနေ့တွေ့နေရပါတယ်ဟုတ်ကဲ့ပါ ခွင့်ပြခြင်းအမှတ်တရ25နှစ်ပြည့်သူတို့တွေလုတ်ခဲ့တဲ့ပွဲလုတ်ပြီးသွားပါပြီဆိုတော့ကျွန်တော်ရင်မိပါပြည်သူသူတို့က25နှစ်ပြည့် ခွေးဖြစ်တဲ့ပွဲတိတိကျကျနဲ့လွတ်သွားခဲ့တာကျွန်တော်တို့နိုင်ငံအတွင်းထဲမှာစစ်ခွေးကြုံအဖြစ်သွတ်သွင်းခံရတာနှစ်ပေါင်းများစွာရှိခဲ့ပြီဟုတ်ပြီရန်ကုန်မြို့ရွှေတန်လင်းကုမ္ပဏီပိုင်းရွှေထွတ်တင်ဝင်းအဲ့ဒီဝင်းအတွင်းထဲမှာပြုတ်လုခဲ့တဲ့ဟေ့ော်25နှစ်ပြည့်ပွဲကိုမတ်လတရက်နေ့ကနေပြီးတော့2ရက်နေ့အထိကျင်းပခဲ့တာပါဆိုတော့အဲ့ဒီပွဲကျင်းပခဲ့ ပြီးတာကိုလည်းကျွန်တော်သိရှိခဲ့ပြီးပြီ။ဒါ့ပေမဲ့နောက်တစ်ခါ ်ဆိုရင်ကျွန်တော်တို့ခွင့်ပြုမှာမဟုတ်တော့ဘူးကျွန်တော်တို့တော်လန်ရေးမှာကျွန်တော်တို့အများကြီးနှိမ့်ချခဲ့တယ်အများကြီးကျွန်တော်တို့ဆွဲခေါ်ခဲ့တယ်ပြီးတော့အများကြီးခွင့်လွှတ်ခဲ့တယ်ကျွန်တော်တို့ဒါ2021စပြီးတော့ကျွန်တော်တို့အာဏာသိမ်းတဲ့ကခဏအချိန်ထိသူတို့တွေကိုကျွန်တော်တို့တကားတွေဖွင့်ပေးခဲ့တယ် ဆိုတော့ကျွန်တော်တို့အမှုပညာရှင်တွေတော်လန်သောသူတွေဟာအခုအချိန်ကြီးလဲပဲသူတို့ရဲ့အမှုပညာတွေကိုကျွန်တော်တို့တော်လန်ရေးနဲ့အတူပေါ်ထုတ်ပြသနေစေပါဆိုတော့ဒီတော်လန်ရေးဟာလူတူးတယောက်တည်းလုပ်နေတဲ့တော်လန်ရေးမဟုတ်သလိုအဖွဲ့အစည်းတစ်ခုတည်းကလုပ်နေတဲ့တော်လန်ရေးမဟုတ်ဘူးဘပေါင်းစုံအဖက်ဖက်ကနေပြီးတော့လှုပ်ဆောင်နေတဲ့တော်လန်ရေးဖြစ်တယ်ဒါကြောင့်ကျွန်တော်အရှင်းမှာပြောခဲ့တာအာဒါကမဖြစ်နိုင်ပါဘူးကွာလို့တွေးခဲ့တဲ့ကောင်တွေကို ခင်ဗျားတို့အကုန်လုံးလမ်းမပေါ်ထွက်ပြီးတော့ခွေးလို့ဥပြီးတော့လေးဘက်ထောက်သွားရမယ့်အခြေအနေထက်ဆိုးွားလိမ့်မယ်နော်ကျွန်တော်တို့ပြည်သူတွေခံခဲ့ရတဲ့အခြေအနေတွေကအဲ့ဒီချက်ပိုဆိုးတယ်ကျွန်တော်တို့ကိုယေစစ်စဖိနေခဲ့တာတွေကျွန်တော်တို့ကိုတပ်ပြတ်ခဲ့တာတွေကျွန်တော်တို့ကိုလုတ်ခဲ့တဲ့အရာတွေကတော်တော်လေးကိုခွမလို့နိုင်တဲ့အဆင့်ရောက်ရှိသွားတဲ့ဒါကြောင့်ကျွန်တော်တို့ပြောတာအဲ့ဒီ စေစာအဲ့ဒီအစတရားခံရပါလိမ့်မယ်ဆိုတော့ခြေတန်းကရက်ဖို့ကျွန်တော်ပြောကြားခြင်းလဲဟဲ့ဟောဒီ report repertory ပြီးတော့ဒီလိုမျိုး music ကိုကျွန်တော်လူငယ်အများစုကနှစ်သက်ကြတာပါလက်ရှိကျွန်တော်တို့တော်လန်သောနေပြည်တော်မှာလဲဟဲ့ဟောလူငယ်တွေအများကြီးရှိပါတယ် ဆိုတော့ရံမမျိုးတွင်းနဲ့အကြံဖက်စစ်ခွေအုပ်ချုပ်နေတဲ့နေရာမှာရှိတယ်။ဟေးဟောက်ဝါသနာကျွန်တော်တို့ပါတဲ့ repertory အနေနဲ့ကျွန်တော်တို့နိုင်ငံ လက်ရှိအာဏာရှင်အောက်ရောက်နေတဲ့ချိန်မှာခမားတို့ ထုတ်ဖော်ခြင်းနဲ့တန်စင်တွေခမားတို့ရှင်တွေကပွင့်လင်းတဲ့လူငယ်တွေရဲ့အတန်မျိုးကို music အနေနဲ့ခမားတို့ထုတ်ဖော်ခွင့်ရှိလို့လား ထုတ်ဖို့အခွင့်မရှိဘူးအကန့်တတ်တွေရှိတယ်ချုပ်တီးတွေရှိတယ်ဆိုအဲ့ဒါဟစ်ဟော့မဟုတ်တော့ဘူးကျွန်တော်ရဲ့မိဘကျွန်တော်ရဲ့တငယ်ချင်းတို့ကျွန်တော်ဟစ်ဟော့အကြောင်းအများကြီးတော့မသိဘူးဟစ်ဟော့ဆိုတာလူငယ် music အများစုသဘောကျနှစ်သက်တဲ့ဒီဂီတာပါဆိုတော့ဟစ်ဟော့ရဲ့အေးသားတွေဟာပွင့်လင်းအင်တာမှုတွေ့ရပါတယ်ဟစ်ဟော့မှာလူငယ်တွေရဲ့ရင်ဘတ်ကိုဖွင့်ပြတဲ့ဒါ note ဒီပုံစံမျိုးတွေကိုကျွန်တော်တွေ့ရတာပါဒါကြောင့်ဟဲ့ဟော့စာသားတွေရေးပြီးတော့ဟဲ့ဟော့ချင်းတွေဖန်တီးနေတဲ့အာနာရှင်ခွေးဆူအောင်မှာရှိနေတဲ့ကျွန်တော်တို့ရဲ့ဟော့ဟော့လူငယ်တွေကိုကိုယ့်ရင်ဘတ်ထဲမှာရှိတဲ့ခံစားချက်တွေကိုယ့်ရဲ့မွန်ကြက်မှုတွေပြီးတော့အခုနိုင်ငံတွင်းမှာဖြစ်ပျက်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပွင်လင်းစွာအချင်းကြီးသားစုပြနိုင်လို့လားလို့ပဲကျွန်တော်ကယူယူတတ်တာမိကုံထုတ်ခဲ့ခြင်းဖြစ်ပါတယ် ဟုတ်ပြီဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကတကယ်ဖြစ်ပျက်လာမယ့်အကြောင်းအရာတွေဖြစ်ပါတယ်ကျွန်တော်တို့ကလက်ရှိချိန်မှာကျွန်တော်တို့ရဲ့မြို့ပြကိုထိချုပ်ဖို့အတွက်ပြင်ဆင်ခဲ့ပြီးပါပြီကျွန်တော်တို့ရန်ကုန်မန္တလေးပြီးတော့ပဲခူးမော်လမြိုင်ပြီးတော့ဝေပြည်လမ်းမကြီးတွေမှာလက်ရှိသွာလာနေတဲ့ကျွန်တော်မြေပါပြည်သူတွေအထူးသတိပြုပေးပါပြီးတော့ဂျမ်ဘတ်စစ်ခွေးနဲ့အဝေးဆုံးမှာနေပေးပါပြီးတော့စစ်စေးဂိတ်တွေမှာ ရောင်တို့တောင်မှကားရက်နားဖို့မသင့်ပါဘူးဆိုတာကိုလည်းကျွန်တော်အထူးသတိပေးလိုပါတယ်ဟုတ်ကဲ့ပါဒီကနေ့မှနီကုန်းချုပ်ဘုချုပ်ခွမ်းမော်ရဲ့ KIA နဲ့ MNDAA အချင်းဖြစ်ပွားတဲ့အကြောင်းအရာကိုသူဖြေတဲ့အဖြေလေးနဲ့နီကုန်းချုပ်ခြင်းပါတယ်ဟုတ်ပြီဘုချုပ်ခွမ်းမော်ကိုမေးထားပါတယ်အဲ့ဒီနီကုန်းကလက်ရှိ MNDAA နဲ့ KIA ပြည်ပကဖြစ်ပက်နေတဲ့ ခင်းချင်းကိုဗိုလ်ချုပ်ကံမော်ကိုသူ့ရဲ့ချက်ပေါက်ကနေမိတဲ့အချိန်မှာဗိုလ်ချုပ်ကံမော်စီကထွက်လာတဲ့စကားလေးနဲ့ကျွန်တော်အဆုံးသတ်ချင်တာဗျာအရန်ကိုအတိတ်ပဲရှိတယ်အရန်ကိုနှစ်လို့ပဲကောင်းပါလေဟုတ်ပြီချမ်းမြောက်လူလူနဲ့ကျွန်တော်တို့ဒီကြားထဲမှာစီဝေးလုပ်ပါမယ်လူတူရဲ့သဘောထားရယူပြီးတော့ဆုံးဖြတ်ချက်ချပါမယ်လို့ဗိုလ်ချုပ်ကံမော်က ပြန်လဲဖြေချချတာပါလက်နက်ကင်ခေါင်းဆောင်တဦးကဖြေချတဲ့စကားရှမ်းမြောက်လူလူနဲ့တွေ့ဆုံပြီးတော့မှရှမ်းမြောက်လူလူရဲ့သဘောထားရှမ်းမြောက်လူလူရဲ့စန္ဒတွေကိုသိပြီးတော့မှကျွန်တော်တို့ဆုံးဖြတ်ချက်ချပါမယ်ဆိုတော့ဘုရုပ်ခွန်မပြောလိုက်တာကစကားခွန်နေပါအဲ့ဒီစကားက ြည်သူဒီသာအဓိကဆိုတဲ့စကားဖြစ်ပါတယ်ဒီကနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကျွန်တော်မိဘပြည်သူတွေအားလုံးနှစ်သက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီတက်ပို့ကောင်းအောင်ကျွန်တော်ကြိုးစားပေးနေပါတယ်လက်နဲ့ပေးစစ်ပေးကပ်ပေးနဲ့မအေးဘေးပါချောက်ရောက်နေကျွန်တော်မိဘပြည်သူရဲဘော်ရဲဘက်တအူးချင်းစတိုင်းဘေးရနေကင်းရှင်းပါကျွန်တော်လေးလေးနက်နက်ဆူတောင်းရှင်းနေကျွန်တော်ရဲဘော်ရှမ်းနေပါ